ီးတော့ပုံနာကရှောက်တင်လိုက်ပါတယ်။ဘရင်နဲ့ဘရင်မိဖုရားတို့ဟာဘလို့အချိန်နေပဲရရောက်သူတို့ရဲ့အချစ်အဆုံသောတူးသေးသောသမီးတော်လေးစနွန်နွဲကိုတိုင်းပြည်ကနေနှင်ထုတ်ဖို့လုံးဝသဘောမတူပါဘူး။ဒါပေမဲ့စနုံနွဲဟာဒီအဖြစ်ပြက်ကိုတီးတော့ဒိုင်းသူပြည်သားတွေရဲ့ငတ်မွခေါင်ပါမှုတန်ကနေလွတ်မြောက်အောင်ဆိုပြီးတော့သူကိုယ်တိုင် တိုင်းပြည်ကနေထွက်ခွာဖို့သူ့ရဲ့မိဘတွေဖြစ်တဲ့ဘရင်နဲ့ဘရင်မိဖုရားကိုရှောက်တင်လိုက်ပါတယ်။ ဒီအခါမှာမိဘတွေကသူတို့ရဲ့ချစ်ရဆုံးသောတဦးတည်းသောသမီးတော်လေးဒုက္ခရောက်မှာကိုစိုးငြိမ်ပြီးတော့ငိုကြွေးကြရပါတယ်။ဇနုံနှွဲဟာတာမန်အယက်သူပုံစံမျိုးဘူးဆင်ပြီးတော့နန်းတွေဘိုးစုံတချို့ကိုအထုပ်လေးထဲထုတ်ထည့်လိုက်ပြီးတိုင်းပြည်ကနေထွက်ခွာလာခဲ့ပါတယ်။ စနုံနှဲဟာတော်လန်တိုင်းခီးဆက်လာရင်တော်တွေကကြုံရတိတိတိဥတွေကိုအသက်ရှင်တန်ဖို့အတွက်စားတော့ပြီးနန်းတွင်တွေကကြည်ပြင်းလာရတဲ့မင်းသမီးလေးအဖို့တော့ခက်ခဲစွာတော်ထဲမှာအနှောက်ရှက်ပေးနိုင်မဲ့တော်ကောင်တို့ရဲ့အန်ဒီရဲ့ကြားကနေခီးဆက်လာရပါတယ်။အဲ့ဒီလိုစနုံနှဲရဲ့ခက်ခဲကြမ်းတမ်းနေတဲ့အရှင်တွေကိုနတ်မင်းကြီးကတီတော့နတ်ပြည်ကနေဆင်းလာပြီးတော်ထဲမှာတရားကျင့်ကြံနေတဲ့ယောဂီအဖိုးအိုကြီးတယောက်အနေနဲ့ဖန်ဆင်းလိုက်ပြီးစနုံနှဲရှိရာကို ရောက်ရှိလာခဲ့ပါတယ်။ စနုံနှွဲနဲ့တွေ့တော့စကားအပြန်လဲပြောဆိုကြပြီးအဖိုးအိုကြီးကအလွန်အစွမ်းထက်တဲ့တေသူကိုပြန်ရှင်တန်းလာနိုင်တဲ့နတ်စီအိုလီတလုံးကိုလက်ဆောင်ပေးလိုက်ပါတယ်ပြီးတော့အဖိုးအိုကြီးကနေထွက်ရအရက်ဘက်ကိုဦးတည်ပြီးရှောက်သွားပါဆိုပြီးတော့လမ်းညွန်ပေးလိုက်ပါတယ်